မနူဟာဖျားဈေးဒီပထမ1240မြင်းဆောင်985ဖြစ်ပြီးတော့မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပကံရှိမြင်းကပါရွာမှာတည်ရှိပါတယ်မနူဟာဖျားမှာမြင်းကပါရင်တည်ရှိတဲ့ဦးဖျားတွေထဲမှာအကြီးဆုံးနဲ့အထင်ရှားဆုံးဖြစ်နေရတာကတော့ကူဖျားတစ်ခုအတွင်မှာကျင်းကျက်စွာသတင်းသုံးနေတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီး၃စုကိုမြင်တွေ့ရခြင်းကြောင့်လည်းဖြစ်ပါတယ်ထိုပြတော်စုမှာအလဲရုပ်ပွားတော်မှာ14မီတာမြင့်၍ဘေးနှစ်ဖက်မှရုပ်ပွားတော်နှစ်စုကတော့30မီတာစီမြင့်ကြပါတယ်။ ကူဖရားရဲ့ကြောပန်းအဆောင်မှာတော့မြောက်ဘက်ကိုဥကောင်းတော်လှည့်ထားသောအလယ်အား28.4မီတာရှိတဲ့လျှောင်းတော်မူရုပ်ပွားတော်ကြီးကိုဖူးတွေ့နိုင်ပါ रे ခင်ဗျာ။ ရုပ်ပွားတော်များသာအလုံးကြီးမားသည်မဟုတ်ဖဲနဲ့လျှောင်းတော်မူရုပ်ပွားတော်အရှိမရှိတဲ့ကြောက်တပိတ်မှာလည်းအကျယ်3ပေ7လက်မှအမြင့်3ပေ7လက်မှရှိတဲ့စွန်းစံစိန်18တင်းဆန်းအောင်ကြီးမားပြီးတော့တွင်းရင်တော်မှကြောက်ဖြင့်ထုလုပ်ထားကြောင်းသိကြရပါတယ်။ထိုတပိတ်ကြီးတွင်စွန်းအပြည့်လှူဒန်းမှာကအစာရေစာငတ်မို့ခေါင်ပါခြင်းပေးမှကင်းဝေးတယ်ဆိုပြီးတော့လည်းယုံကြည်ကြပါရခင်ဗျာ။ယခုမန္တလေးနန်းတွင်ကြောက်စာယုံမှရှိတဲ့ကြောက်စာအမှတ်9မှာတော့